ကမ္ဘာအတော်ဆုံးစနိုက်ပါသမားဖြစ်လာတဲ့တိန်းငယ်မျိုးလုံးနဲ့ကောင်းလေးအရှိတောင်အားကြားကတောအုပ်တစ်ခုထဲမှာစနိုက်ပါတပ်ဖွဲ့တစ်ဖွဲ့ကပြစ်မှတ်ကိုစောင့်နေကြပါတယ်စနိုက်ပါသမားတွေချိန်ထားတဲ့ဒီအင်ကြီးကအပြင်ဘက်မှာတော့မိဘမဲ့အင်ဂျီယာမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတဲ့ခေယာဟန်ဆောင်ပြီးတကယ်တမ်းမှာတော့လူတွေရဲ့ကိုရင်းအင်္ကာတွေကိုမှောင်ခိုသွင်းနေကြတဲ့လူတွေရဲ့ခေါလုံရာတစ်ခုလည်းဖြစ်ပါတယ်စနိုက်ပါသမားတွေကဒီအင်ကြီးကိုအပြတ်ရှင်းပြဖို့တာဝန်ပေးခံရတဲ့တရုတ်စစ်သားတွေပါ ကြေးစကန်ကောင်းဆောင်ဆွန်ပါကိုတက်ရမယ်ဒီမီရှင်ရဲ့ကောင်းဆောင်ကတော့ဂျင်မင်းပါ။ဂျင်မင်းကစကန်နဲ့ကအပြစ်မရှိတဲ့ကလေးတွေကိုမြင်တော့ကယ်ချင်စိတ်တွေပေါက်လာခဲ့ပါတယ်။ဒါမဲ့သူတို့မရှင်ကလူကယ်ဖို့မဟုတ်ဘဲနဲ့ကောင်းဆောင်ကိုရှင်းပြရမှာမို့တာဝန်ကိုအကြရှုံးမခံနိုင်ဘူးဆိုပြီးတော့ဂျင်မင်းရဲ့တငယ်ချင်းတွေကဝိုင်းပြီးတော့နားချခဲ့ပါတယ်။အဲလိုနဲ့ဂျင်မင်းနဲ့သူတငယ်ချင်းတွေစကားများနေကြတော့မှစကန်နဲ့ကကလေးတယောက်ကပလင်းခွန်တလုံးကိုကောက်ကန်လိုက်ပါတယ်။မမလူးလို့ချင်းပြီးဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်နဲ့ကြည်နေရင်းနဲ့ဂျင်မင်းကိုလမ်းမြင်သွားခဲ့ပါတယ်။ ဂျင်းမင်းတယောက်တောထဲမှာငါဒီလောက်နေရာယူထားတာကိုအဲကလေးကဘလို့လုတ်ပြီးတော့မြင်သွားရတာလဲဆိုပြီးတော့တအံ့တောဖြစ်နေခဲ့ပါတယ်။အဲဒီမှာဇွန်မာကစကန်းနာရောက်ခါနီးပြီဆိုတဲ့သတင်းကိုရလိုက်ပါတယ်။မင်းကကောင်းလေးကိုပဲအာယုံစိုက်ကြည့်နေတာမို့သူ့ကိုလူတွေကစွဲခေါ်သွားတာကိုမြင်သွားခဲ့ပါတယ်။ကောင်းလေးကအန်နီတအားများတဲ့နှလုံးထုတ်ခွဲစိတ်မှုကိုလုံရတော့မှာမို့မင်းကတအားစိတ်ပူသွားခဲ့ပါတယ်။တနက်ပြစ်ဖို့ပုံနေတဲ့နေရာကနေတခြားကိုဇင်းသွားတော့တခြားစစ်သားတွေကလည်းမရှင်ချာရှုံးမာကိုစိုးရင်ပြီးတော့အယံတော်သာထွက်သွားကြပါတယ်။ ခေါင်းလေးကိုခွဲစိတ်တော့မဲ့အချိန်ကွက်တီမှာစွန်ပါကလည်းစကန်းကိုရောက်လာတာမို့မင်းတယောက်ဘာလို့လို့လို့ရမယ်မမသိဖြစ်သွားခဲ့ပါလေကဲကွာဖြစ်ကြံဖြစ်ခေါင်းလေးကိုပဲကဲမယ်ဆိုပြီးဆုံးဖြတ်လိုက်ပြီးတော့သူ့ကိုခွဲစိတ်တော့မဲ့ဆီယဝင်းကိုစနိုက်ပါနဲ့ပြစ်လိုက်ပါလေတနတ်တန်ကိုကြတော့စွန်ပါကထွက်ပြေးဖို့လော်ရင်းနဲ့ကားပေါ်တက်နေတော့မှာပဲမင်းကသူ့လက်မောင်းကိုလှမ်းပြစ်လိုက်ပါလေစွန်ပါရဲ့လူတွေကစသားတွေဘယ်မှာရှိနေမှန်းကိုမသိတော့အရက်လေးမျက်နှာရှောက်ပြစ်ရင်းနဲ့ကလေးတွေအားလုံးတေကုန်ကြပါလေ စစ်သားတွေကရန်သူတွေအကုန်လုံးကိုရှင်းပြလိုက်နိုင်ခဲ့ပေမဲ့ပြစ်မှတ်ကိုလွတ်သွားခဲ့တာမို့မစ်ရှင်ကဖေးသွားခဲ့ပါတယ်။မင်းကကောင်းလေးကိုတွားချီခေါ်လာပြီးသူ့ဘာသာသူကြွေးမွေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အခုဆိုရင်ဆွန်မာကလူတွေပိုတက်လာတော့မယ်ဆိုပြီးတော့မင်းရဲ့တငယ်ချင်းကမင်းကိုဝိုင်းပြီးတော့ဆွဆွဲကြပါတယ်။အဲလိုနဲ့ဆယ်နှစ်ကြာသွားပြီးအရင်တုန်းကမင်းကယ်လာခဲ့တဲ့ကောင်းလေးကအခုစနိုက်ပါလေးကျင့်နေတဲ့ဂျင်တဲဆိုတဲ့စစ်သားလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဂျင်တဲရဲ့ဖွဲ့ကောင်းဆောင်ကတော့မင်းမှာ ဂျင်းတွေကဘလောက်ခက်ခဲပြင်းထန်တဲ့လေ့ကျင့်ရေးမျိုးမဆိုကောင်းကောင်းလုပ်နိုင်ပါလေအဖွဲထဲမှာလည်းတော်ဆုံးစနိုက်ပါသမားဆိုပေမဲ့ရှောင်းမေဆိုတဲ့ကောင်မလေးကိုတော့ဘယ်တော့မှအနိုင်မယူနိုင်ခဲ့ပါဘူးရှောင်းမေကိုလည်းမင်းကဂျန်တဲကိုကယ်လာခဲ့တဲ့စကန်းကနေပဲခေါ်လာပြီးတော့မွေးစားထားတာပါအရန်ကြိုးစားတဲ့ဂျန်တန်ကတနေ့ကျရင်စူချင်းမြင့်ခံရပြီးတော့ဆွန်ဘာကိုတက်မဲ့မစ်ရှင်မှာတာဝန်ပေးခံခဲ့ရပါတယ်။အဲအကြောင်းကိုရှောင်းမေတီသွားတဲ့အခါမှာတော့ ။သူမကိုကြတော့ဘာလို့မလို့ရတာလဲဆိုပြီးတော့မင်းကိုသွားမေးပေမဲ့သူကတော့ဘာမှပြန်မပြေခဲ့ပါဘူး။အခုဆိုရင်ဂျင်တဲကစနိုက်ပါအတွက်နေရာယူထားပြီးနေပါပြီ။ကပတိန်ဝမ်နဲ့မင်းကမော်နီတာတွေကနေရန်သူတွေလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေရင်းနဲ့ဆူမာကိုတပ်ဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့မောင်းမြင်တာခုနှစ်ခါတော့ရှိနေပြီမို့စကန်းထဲမှာတချို့ရှိနေပြီထင်တယ်လို့ကပတိန်ဝမ်ကသူ့ကိုပြောခဲ့ပါတယ်။အဲလိုဆွေးနွေးနေကြတော့မှပဲဂျင်တဲတို့ရဲ့အဖွဲ့ကိုရန်သူဘက်ကရိတ်မိသွားခဲ့ပါတယ်။ဝမ်ပြောတဲ့အတိုင်းမှန်နေတာမို့ မင်းကဂျန်ထဲကိုတက်ဆုပ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါမဲ့လဲစွန်ပါရဲ့လူတွေကစစ်တပ်ရဲ့ကွန်ရက်နဲ့မော်နီတာလိုင်းတွေကိုနှောက်ယှက်ပြီးတော့ဖျက်ဆီးလိုက်တာမို့စောင့်ကြည့်ရုံနဲ့မရှင်အဖွဲ့နဲ့ကအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။မင်းရဲ့ဆက်သွယ်ရေးလိုင်းမှာလိုင်းနေနေမိနေတာမို့ဂျန်တဲကစွန်ပါလူတွေကိုထတ်တက်နေတာမလို့ရှင်တော့ဘူးမို့တက်မဆုပ်နိုင်ဘူးလို့ပြန်ပြီးအကြောင်းကြားခဲ့ပါတယ်။မင်းကရွေးချယ်စရာမရှိတော့တဲ့ဆုံးမှာတော့ရှောင်းမီရဲ့အဖွဲ့ကိုတက်ကိုလွတ်လိုက်ရပါတယ်။ဝမ်ပြောကြရဆိုရင်တော့သတင်းချက်လက်တွေကရန်သူစီပေါက်ကြားနေတာမို့ တက်ကိုဘယ်နှစ်ယောက်ကိုပဲလွတ်လို့တရှိုးကိုမမိသေးသေးရတော့အလကားပါပဲအဲ့လိုနဲ့မင်းနဲ့ဝန်ကစကားများပြီးတော့ရန်တွေဖြစ်နေကြတော့မှပဲလိုင်းတွေကပြန်မိလာခဲ့ပါလေရင်တဲတယောက်ရန်သူစကန်းစီကိုရောက်သွားခဲ့ပေမဲ့အဲမာဆွန်ပါရှိမနေကြအောင်အကြောင်းကြားခဲ့ပါလေမရှင်အောင်မြင်ခဲ့တယ်ဆိုတာကိုလည်းစကန်းကမော်နီတာရီစီကိုဗီဒီယိုလွှင့်ပြခဲ့ပါလေဝန်ကဂျင်တဲကိုတက်တဲ့တွေကိုလိုက်ရှာခိုင်းတော့ဂျန်တဲကလည်းဟိုဒီဒီရှောက်ကြည့်ရင်းနဲ့တရားမဝင်မောင်းကိုတင်သွင်းတဲ့လက်နက်တွေဆေးတွေကိုရင်းအင်္ကာချက်လက်တွေပါတဲ့ကွန်ပျူတာကိုရှာတွေ့သွားခဲ့ပါလေ ဆက်ရှာရင်ရှာရင်နဲ့ပဲမင်းရဲ့ပုံကိုတွေ့သွားတာမို့အကုန်လုံးကသူ့ကိုစပိုင်လို့ထင်သွားကြပါလေမင်းကငါမဘူးလို့တိုင်ကန်ညင်းနေပြီမဲ့လေဝမ်ကရှောင်းမိကိုလမ်းကော်ပြီးတော့သူ့ကိုချုပ်ထားခန်းလိုက်ပါလေနှစ်30ကြာတာဝန်ထမ်းဆောင်လာခဲ့ပြီမဲ့လေအခုလိုအယုံကြည်မခံရတာမို့မင်းကတော်လေးကိုစိတ်ပြစ်သွားခဲ့ပါလေရှောင်းမိကမင်းရဲ့တနက်ကိုဒိမ့်မို့လုံနေတော့မှာပဲတကယ်စပိုင်ကမင်းကိုတနက်နဲ့ပြစ်လိုက်ပါလေဒါမဲ့လေကံကောင်းကျင်တဲ့ခါမှာတော့ရှောင်းမိကမင်းကိုဝင်ကာပေးပြီးတော့တစ္ဆာဖောက်ကိုတနက်နဲ့ပြစ်တတ်လိုက်ပါလေ သူတို့ထင်သားလိုမျိုးတစ္ဆာဖောက်ကတယောက်တည်းမဟုတ်ပါဘူး။စကန်းတွေကလူတော်တော်များများကစွန်ပါရဲ့တပည့်တွေပါ။ဒီနောက်မှာတော့စကန်းတွေကခြားတန်နှစ်တန်တွေကိုဂျန်တဲကကြားတော့သူ့လူတွေကိုကဲဖို့ချက်ချင်းပဲပြန်လာခဲ့ပါလေ။ဂျန်တဲပြန်ရောက်လာတဲ့အခါမှာတော့ဂျမ်းပေါ်မှာလဲတည်နေတဲ့အလောင်းတွေကိုပဲတွေ့ခဲ့ရပါလေ။ဒီကနေ့ဖြစ်နေတဲ့ဝမ်ကဂျန်တဲကိုမင်းနဲ့ရှောင်းမီကတကယ်စပိုင်တွေဆိုပြီးတော့ပြောလိုက်ပါလေ။ဂျန်တဲတယောက်အရန်အံ့ဩနေတဲ့အချိန်မှာတော့မင်းကသူ့ကိုတနက်နဲ့ချိန်ပြီးတော့လက်နဲ့ချဖို့ပြောလိုက်ပါလေ။ မင်းကငါကသက်စာပေါက်မဟုတ်ဘူးလို့ဘလို့ပဲရှင်းပြရှင်းပြဂျင်တဲကမယုံတာမို့နှစ်ယောက်သားထခြားကြပါတော့လေခဏနေတဲ့ခါမှာတော့သူတို့ရံပွဲတဲကိုရှောင်းမေကလည်းလာပြီးတော့ join ခဲ့ပါတယ်ဂျင်တဲတယောက်ရှောင်းမေကိုပြစ်ဖို့ပြင်ပေမဲ့မင်းကဝန်ခံခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစွန်ပါကစကန်းနာရောက်လာပြီးတော့အဆောက်အဦးကြီးကိုလောင်ချာနဲ့ပြစ်ပြီးတော့ဖြစ်စည်းလိုက်ပါတယ်အဲ့လိုနဲ့ပဲရှင်းနေကြသွားပေမဲ့ဂျင်တဲကစွန်ပါကိုတတ်ရမဲ့မစ်ရှင်မအောင်မြင်ခဲ့တာကိုခေါင်းနဲ့ထုတ်မရနိုင်ဖြစ်ပြီးတော့လမ်းဘေးမှာမွဲပြာကျနေခဲ့ပါတယ် လမ်းကြားထဲလျှောက်သွားနေတော့မှာပဲဖန်ဆိုတဲ့ကောင်လေးကသူ့စီကိုပြေးလာခဲ့ပါတယ်ဖန်နောက်ကိုလည်းတခြားကလေးတွေကပတ်စံတကိုးလို့អော်ပြီးတော့ပြေးလိုက်လာကြပါတယ်ဖန်ကဂျင်တဲကိုဖေးဆိုပြီးတော့ခေါ်နေတာမို့အဲ့ဒီကလေးတွေကဂျင်တဲပတ်စံတွေကိုလည်းဝိုင်းပြီးတော့လုသွားကြပါတယ်ဂျင်တဲကဖန်ကိုဘာမှပြောမဲလုံနေတဲ့အမေဖြစ်သူစီကိုခေါ်သွားပြီးတော့ပတ်စံရော်ပြန်ပေးဖို့တောင်းလိုက်ပါတယ်သူမကမပေးတဲ့အခါမှာတော့ဂျင်တဲကဖန်းကိုသူ့ပတ်စံပြန်မရမချင်းအိမ်မှာလှုပ်လို့ခိုင်းမယ်ဆိုပြီးတော့ခေါ်လာခဲ့ပါတယ် ဒီနောက်မှာတော့ဂျင်တဲ့တယောက်ဖန်းကိုသူ့ဝင်ကိုခေါ်သွားခဲ့ပြီးတော့သူများပစ္စည်းမခိုးဖို့ကိုလည်းဆုံးမခဲ့ပါတယ်။နောက်နေ့မှာတော့ဖန်းကဂျင်တဲ့နဲ့တူသုံးလို့ရသေးတဲ့ပစ္စည်းတွေကိုလိုက်ကောက်ပြီးတော့ recycle လုပ်ပြီးတော့ရောင်းစားခဲ့ကြပါတယ်။ဂျင်တဲ့ကဖန်းကိုစာရေးတဲ့ဖတ်တဲ့အောင်လဲတင်ပေးခဲ့ပါတယ်။နောက်နေ့ကျတော့ဖန်းရဲ့အမေကဂျင်တဲ့ကိုပတ်စံပြန်လာပေးခဲ့ပါတယ်။အဲ့တော့သူမကသူသားလေးစာလုံးနေတာကိုမြင်တော့သူမအယမ်းကိုဝမ်းသာသွားခဲ့ပါတယ်။ဘန်းကမေရဲ့မျက်နှာပေါ်ကမာရွက်တွေကိုမြင်တော့ဖောက်သွယ်တွေနှိမ့်စက်တာခံထားရတာပဲဖြစ်မယ်လို့တွေးလိုက်ပါတယ်။ အဲဒါကြောင့်ပဲအမေကိုရပိုင်းအလုံနားခိုင်းမှုဂျင်တယ်စီကပတ်စံတွေကိုသွားချေခဲ့ပါတယ်။ဂျင်တယ်နဲ့ဖမ်းမိနေကညစာတူတူစားနေကြတော့မှာပဲ။သူမကသားလေးကိုဆောင်းရှောက်ဖို့အတွက်ဒီလောက်ကိုမလုပ်ချင်လုပ်ချင်တဲ့လုံနေရာကြောင်ဝန်ခံခဲ့ပါတယ်။သူမတို့တွေစကားလက်ဆောင်ကြနေကြတဲ့အချိန်မှာတော့ဖမ်းကအင်ဂျန်ငယ်အောက်မှာဖွဲ့ထားတဲ့ဂျင်တယ်ရဲ့တစ်တာတလုံးကိုရှာတွေ့သွားခဲ့ပါတယ်။အဖုံးကိုဖွင့်ကြည့်လိုက်တော့အထဲမှာရိုင်ဖယ်တနက်ကြီးတစ်လက်ရှိနေခဲ့ပါတယ်။စားစုမဲ့ဂျန်နီတို့မှာပဲဂျင်တယ်ကရောက်လာပြီးတော့သူ့ကိုဆူလိုက်ပါတယ်။ ။ကောင်းလေးကတော့ဂျင်တဲကလူဆိုးကြီးလားရဲသားကြီးလားဆိုပြီးတော့ဝေခွဲမရဖြစ်နေခဲ့ပေမဲ့ဂျင်တဲကတော့ဘာမှမပြောပြခဲ့ပါဘူး။ဒီလိုခန်းနာထဲဝါတဲ့ခန်းမကြီးထဲမှာထမင်းစားနေတဲ့ဖိုးကြီးကတော့တခြားသူမဟုတ်ပါဘူးမင်းပါ။ခန်းနာနေတော့ရှောင်းမေရောက်လာပြီးတော့သူနဲ့သွေးမျိုးစားတူတဲ့သူကိုရှာတွေ့သွားပြီလို့ပြောခဲ့ပါတယ်။လုံးခဲ့တဲ့ရှင်းတဲ့တုန်းကမင်းကကြီးထိသွားတယ်မလား။ရောင်မေကသူ့ကိုဆရာဝန်နေစီကိုအမြန်ခေါ်သွားပြခဲ့တာမို့အသက်တော်ဆက်နိုင်လိုက်ပါတယ်။ဒါမဲ့ဒံယာကတအားနဲ့နေတာမို့မင်းတယောက်၃၄၅နှစ်တခါ နှလုံးစားထိုးခွဲစိတ်ရပါလိမ့်မယ်။ပြီးတော့လဲမင်းရဲ့သွေးကရှားပါတဲ့သွေးမျိုးစားမို့လို့အသက်ဆက်ရှင်ဖို့ကတော်တော်လေးကိုခက်ခဲမှာပါ။အဲ့လိုမျိုးဆရာဝန်က ရှင်းပြနေတော့မှပဲစွန်ပါရောက်လာပြီးတော့မင်းကသူ့ရဲ့ဆန်းသက်ခံခွေးလေးလို့ပြောလိုက်ပါတယ်။ဒါကိုကြားကြားချင်းမှာပဲရှောင်းမေတယောက်မင်းကိုတက်ဖို့တနက်နဲ့ချိန်လိုက်ပြင်မဲ့သူမကိုမင်းကယ်ခဲ့တဲ့နေ့ကိုပြန်မြင်အောင်လာပြီးတော့လက်တွန်သွားခဲ့ပါတယ်။အချိန်ကိုင်းမှာပဲမင်းကတတိပြန်ကတ်လာပြီးတော့ရှောင်းမေကိုကိုပိုင်ဆုံးဖြတ်ချက်နဲ့လှုပ်ဖို့ပြောလိုက်တာမို့ရှောင်းမေကချက်ချင်းပဲစွန်ပါကိုပြစ်တက်လိုက်ပါတယ်။ ဒါပေမဲ့သူမလည်းပဲခြေောက်ကိုကြည်မှန်သွားတာမို့မျောလင်းချက်တွေပျောက်ဆုံးကနေဖြစ်နေတော့မှာပဲ။လောင်စုတဲ့ကောင်လေးရောက်လာပြီးတော့စွန်ပါရဲ့လူတွေအကုန်လုံးကိုရှင်းပြလိုက်ပါတယ်။အဲနောက်မင်းကရှောင်းမင်းနဲ့လောင်ကိုလက်ထောက်ခံပြီးတော့စွန်ပါရဲ့လုပ်ငန်းတွေကိုလက်လွဲယူလိုက်ပါတယ်။အခုဗန်လေးကမုတ်ထုပ်ပိုးပြီးတော့အိမ်ပြန်လာတာကိုဂျင်တဲကတခိုးလာတယ်လို့ထင်ပြီးတော့အိမ်ပေါ်ကနေနှင်ချလိုက်ပါတယ်။ခဏနေတော့မှဖန်းရဲ့လက်ကသွေးကိုတတိထားမိသွားပြီးတော့သူ့သွေးလူပြီးတော့ရလာတဲ့ပတ်စံနေမှရိမ့်မိသွားခဲ့ပါတယ်။ ဂျင်တဲ့တယောက်ဖန်းကိုတားဖို့အမြန်ပြေးလိုက်ပေမဲ့သူ့ရဲ့မျက်စိရှေ့မှာနေပဲကောင်လေးကိုလောင်ရဲ့လူတွေကပြန်ပြီးဆွဲသွားခဲ့ပါတယ်။ဂျင်တဲ့တယောက်နောက်ကပြေးလိုက်ခဲ့ပေမဲ့မမီတော့တာမို့သွေးလူစင်နာကိုတွားပြီးတော့ဖန်းရဲ့ဒေတာတွေကိုတောင်းကြည့်ခဲ့ပါတယ်။ဆရာဝန်တွေကသူ့ကိုမပြကြတော့ဂျင်တဲ့ကဆရာဝန်ကိုရိုက်နှက်ဆုံးမှပြီးတော့မေးလိုက်တော့မှပဲ။သွေးတွေကကပ္ပကယ်ဆေးအဖွဲ့အစည်းကိုလှူလိုက်တာမှန်းသိခဲ့ရပါတယ်။ဂျင်တဲ့တယောက်ဝန်ထမ်းဟန်ဆောင်ပြီးတော့အဲ့ဒီဖွဲ့စည်းရဲ့ရုံးကိုရောက်သွားတဲ့အခါမှာတော့အထဲမှာကအလောင်းတွေကြီးပါပဲ။ ဘန်းကူတော့ရှာမတွေ့ခဲ့တာမို့သူသက်ရှင်နေသေးတယ်လို့ယူဆလိုက်ပါတယ်။အဲဒီအချိန်မှာပဲခွဲစိတ်ဆရာဝန်တယောက်ကဂျင်တယ်ကိုနောက်ကနေလာချုပ်ပြီးတော့လေဘင်းကိုဆေးတမျိုးထိုးလိုက်ပါတယ်။နောက်လဲကြည့်လိုက်တဲ့အခါမှာတော့အဲဒီဆရာဝန်ကဂျင်တယ်ငငယ်တုန်းကသူ့ကိုခွဲစိတ်ဖို့လုပ်ခဲ့တဲ့ဆရာဝန်ပဲဖြစ်နေခဲ့ပါတယ်။ဂျင်တယ်တယောက်သူ့မျက်နှာကိုမြင်မြင်ချင်းမှာပဲဒေါသတွေလိမ့်လိုက်ထွက်လာခဲ့ပြီးတော့ရိုက်နှက်ဆုံးမှာခဲ့ပါတယ်။ဒီနောက်မှာတော့ဖန်ရဲ့နေရာကိုသူကမေးလိုက်ပါတယ်။အဲဆရာဝင်ပါမပြောမထွက်သေးခင်ပါပဲရှောင်းမီကအဝေးတနေရာကနေစနိုက်ပါနဲ့ချိန်ပြီးတော့ပြစ်တက်လိုက်ပါတယ် ရှောင်းမေးလက်ရက်ကနေလွန်အောင်လို့ဂျင်တယ်ကခွဲစိတ်ခန်းထဲကနေအမြန်ဆုံးထွက်ပြေးခဲ့ပါတယ်။အဲဒီနောက်ရှောင်းလန်းမှာလောင်နဲ့တန်းတိုးပါလေရော။လောင်ရဲ့တပည့်တွေကိုရှင်းပြလိုက်နိုင်ခဲ့ပေမဲ့လည်းလောင်နဲ့ချတဲ့အခါမှာတော့ခြာရင်ခြာရင်နဲ့ပဲဂျင်တယ်တယောက်ဆေးရှင်ပြပြီးတော့မေလဲသွားခဲ့ပါတယ်။ဒီလိုတွေဖြစ်သွားခဲ့ပေမဲ့လို့ဂျင်တယ်ကအိမ်ကိုပြန်ရောက်သွားခဲ့ပါတယ်။သူ့ရဲ့နာရီကိုဖန်ရဲ့အမေကဆေးထည့်ပေးနေခဲ့တာပါ။ဂျင်တယ်တယောက်ဖန်ကိုရောက်အောင်ပြန်ခေါ်လာပေးမယ်လို့လည်းကလေးမေကိုကြိပေးလိုက်ပါတယ်။ ခဏနေတဲ့အခါမှာတော့ဂျင်တယ်ကစနိုက်ပါကိုပြင်စစ်ဝက်စုံကိုဝစ်ပြီးတော့ကယ်ဆယ်ရေးမစ်ရှင်စခဲ့ပါတယ်။ဖမ်းရဲမေရဲ့ကိုညင်တဲ့ဂျင်တယ်တယောက်လောင်ရဲ့လက်မောင်းကိုအဝေးကနေစနိုက်ပါနဲ့ပြစ်လိုက်နိုင်ပါတယ်။လောင်ကထွက်ပြေးခဲ့ပေမဲ့လည်းဂျင်တယ်ကရအောင်လိုက်ဖမ်းခဲ့ပါတယ်။အဲဒီအချိန်မှာလောင်ကကြောက်သွားပြီးတော့ဂျင်တဲ့ကိုကလေးတွေကိုထားတဲ့နေရာစီကိုခေါ်သွားပေးခဲ့ပါတယ်။ဂျင်တဲ့ကဖွဲ့စည်းရဲ့ချက်လက်တွေကိုလည်းရသွားရောလောင်ကိုတပ်ပစ်လိုက်ပါတယ်။ဒါကိုသိသွားတဲ့ရှောင်းမေကဂျင်တဲ့ကိုချက်ချင်းဆက်သွယ်ပြီးတော့ပတ်စံနဲ့မြူဆွဲခဲ့ပေမဲ့ဂျင်တဲ့ကတော့ဒီဒေတာတွေနဲ့ဖမ်းကိုလဲမယ်လို့ ကိုယ့်ဘာသာအပေးယူလုပ်လိုက်ပါတယ်။မလဲတာတဲ့ဆုံးမှာတော့ရှောင်းမေတယောက်သဘောတူလိုက်ရပြီးတော့ ACD အဆောက်အုံရှေ့မှာတွေ့မယ်လို့ချိန်လိုက်ပါတယ်။ရှောင်းမေချိန်ထားတဲ့နေရာကိုရောက်တော့ကောင်းလေးကိုလာခေါ်တဲ့သူကမျိုးသမီးတယောက်ဖြစ်နေတာမို့ကျင်တဲ့ကိုကိုရိုင်းထွက်မလာရကောင်းလားဆိုပြီးတော့ဒေါသနဲ့ဟိုသားမိကိုစနိုက်ပါနဲ့ပစ်ပြီးတော့ချင်းချော်လိုက်ပါတယ်။တကယ်လို့သာကျင်တဲ့ထွက်မလာရင်တော့အမျိုးသမီးကိုပြစ်တတ်လိုက်ဖို့ရှောင်းမေကသူမလူတွေကိုမှားထားခဲ့ပါတယ်။ဖန်ကိုတက်လို့လည်းမဖြစ်ဘူးဆိုတာကသူနှလုံးကိုလိုအပ်နေတာမို့လို့ပါ။ ဖန်တို့သားမိနေရာလုံးကိုလူမိုက်တွေကဝိုင်းထားကြပေမဲ့ဂျင်တဲကအဝေးကနေစနိုက်ပါနဲ့အကုံလုံးကိုအေးအေးဆေးဆေးကိုရှင်းပြလိုက်ပါတယ်။အဲ့လိုနဲ့ပဲရှောင်မင်းနဲ့ဂျင်တဲရဲ့စနိုက်ပါတိုက်ပွဲကစပါလေရော။အဲ့ဒီချိန်မှာဖန်တို့သားမိကထွက်ပြေးဖို့လုပ်ခဲ့ပေမဲ့ရှောင်မေကဖန်အမေကိုဖမ်းပြီးတော့ထိုင်ကုန်မှာကျိုးထုတ်ထားလိုက်ပါတယ်။ရှောင်မေကသူမကိုတိုင်းကလိုသုံးနေတဲ့အချိန်ဂျင်တဲကလည်းနေရာကောင်းတနေရာကိုရှာပြီးတော့စနိုက်ပါကိုချိန်ထားလိုက်ပါတယ်။အဲ့လိုနဲ့စနိုက်ပါနှစ်ဖော်ကတယောက်ကိုတယောက်အပြန်အလှန်ချိန်ထားပြီးတော့ရှောင်မေကဂျင်တဲရင်ဘက်ကိုပစ်ထုတ်လိုက်ပါတယ်။ ဂျန်တဲကကြတော့ထိုင်ကုန်ခြေောက်ကိုပြစ်လိုက်တာမို့ရှောင်းမီကတိုက်ပေါ်ကနေပြုတ်ကျပြီးတော့တည်သွားခဲ့ပါတယ်။ဂျန်တဲတယောက်ကြီကဝတ်စုံကိုကျိုးဝဲထားတာမို့မတည်သွားဘဲနဲ့ပြန်ကျုံးထလာခဲ့ပါတယ်။ဂျန်တဲတယောက်ဖမ်းရမေကိုထွက်ပြေးဖို့ပြောနေတုံးပါပဲ။သူ့ရဲ့ဘေးမင်းရောက်လာပြီးတော့သူမကိုတတ်ပြစ်လိုက်ပါတယ်။သူတို့စီကိုဂျန်တဲရောက်လာတဲ့အချိန်မှာတော့ဖင်းကိုမင်းကပေါ်တင်ခေါ်သွားတာကိုပဲတွေ့လိုက်ရပါတယ်။အခုဆိုရင်မင်းကသူ့အိမ်တော်မှာဖင်းရဲ့နှလုံးကိုထုတ်ဖို့ခွဲစိတ်မှုကိုပြင်ဆင်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲမင်းရဲ့ကြီးကမှန်ကိုဖောက်အောင်ဂျင်တဲကစနိုက်ပါနဲ့လမ်းပစ်လိုက်တာမို့မင်းကတအားလန်သွားခဲ့ပါတယ်။သူ့ရဲ့စနိုက်ပါသမား၃ယောက်ကိုလည်းဂျင်တဲကိုလိုက်ရှာဖမ်းခိုင်းပြီးတော့ကျန်တဲ့လူတွေကိုတော့အဆောက်အဦကိုကာကွယ်ခိုင်းခဲ့ပါတယ်။မင်းကဂျင်တဲဒီနေရာကိုသူ့စနိုက်ပါသမားတွေလမ်းမေးနေတော့မှာပဲ။ remote control ကနေလည်းပဲအပြစ်ခံလိုက်ရပါတယ်။အတော်ဆုံးစနိုက်ပါသမားဆိုတော့လေဂျင်တဲကမင်းရဲ့စနိုက်ပါ၃ယောက်ကိုတယောက်ပြီးတယောက်အေးအေးဆေးဆေးရှင်းပစ်လိုက်နိုင်ခဲ့ပါတယ်။ဂျင်တဲကမင်းရှိကိုရောက်သွားပြင်မဲ့လေသူ့ကိုတတ်မဲ့စားဂျီကဝတ်စုံကိုချွတ်ပြီးတော့ ဖန်စီကိုတန်းသွားခဲ့ပါတယ်။မင်းကဒီကွင်ရဲကိုကောင်းကောင်းသုံးချပြီးတော့ဂျင်တဲ့ကိုနောက်ကနေတနက်နဲ့ပြစ်လိုက်ပါတယ်။ဒါမဲ့ဂျင်တဲ့ကဘာမှပြန်မတုတ်ပြန်တာမို့ဒီကောင်လေးကိုဘာလို့ဒီလောက်တောင်ကဲကျင်နေရတာလဲဆိုပြီးတော့မင်းကမေးလိုက်ပါတယ်။ဂျင်တဲ့ကတော့အဲ့ဒါဆိုရင်သူ့ကိုရောဘာလို့အရင်တော့ကကဲခဲ့တာလဲဆိုပြီးပြန်မေးတော့မင်းကဂျင်တဲ့ကိုမတတ်နိုင်ဖြစ်သွားခဲ့ပါတယ်။ဂျင်တဲတယောက်ဖန်းကိုပိုက်ပြီးတော့အပြင်ကိုလျှောက်သွားတဲ့အချိန်မှာတော့မင်းကနှလုံးရောဂါထပေါက်ပြီးတော့လဲကျသွားခဲ့ပါတယ် ။နောက်ဆုံးခန်းမှာတော့ Finn လေးကိုကြောင်းလိုက်ပို့ပြီးပြန်လာတဲ့ဂျင်ထက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ Fan ကဂျင်ထက်ကိုသူ့အဖေတယောက်လိုမျိုးတီးမှတ်ပြုတ်လိုက်ပါပြီ။